ကျောင်းသွားတာတော့မှပွဲတိုးတဲ့ရသွားတယ်တချင်းဆိုသွားကြတယ်လို့ကျောက်လမ်းကမသွားဘူးတယောက်တည်းဆိုတော့တချင်းဆိုလို့ပို့ပြီးတော့ကောင်းတယ်လေနောက်ပြီးတော့လဲအဲ့ဒီမိဘတွေတောင်းသူလုပ်ပြီးကြွေးခဲ့ရတယ်သက်၁၄နှစ်မှလေခင်ဗျာလုပ်ပြီးကြွေးခဲ့ရတော့တိုးတဲ့တောင်းနေမှာတနေကုန်တနေကန်អော်တာပဲဖြစ်တာပဲအဲ့လိုမអော်ရင်မနေနိုင်အောင်ဖြစ်နေတာဒါပေမဲ့မွေးကလေးကတော့ဒေါ်မမအေးကိုပဲဆွဲခဲ့ရတာပေါ့ ဒါပေမဲ့လက်ဦးဆရာတော့ဒေါ်ကြီးအတန်ပါ။ညပရမေကိုအပ။လက်ဒေါ်ကြီးသားစီမှာတရှင်ကြီးဆယ်ဘုတ်လောက်သင်ခဲ့ပါလေ။တောင်ကွေ83ခုနှစ်ကလေ။ဆယ်ဘုတ်လောက်သင်ခဲ့ပြီးတော့အညာပြန်လိုက်။နောက်ခွာပြစ်လိုက်နေဆိုတော့လေ။ဟိုတရားဆက်လက်မတမလုပ်နိုင်ပါဘူး။ညီမတွေကိုလည်းကြောက်ထားပေးခဲ့ရတယ်လေ။အဲ့လိုကြတော့ကျမမိဘမွေးချင်းကိုငဲ့နေရတာနဲ့ဒီမှာရန်ကုန်မှာအမြဲမနေဖြစ်ဘူး။ရန်ကုန်မှာဓာပြရတာတောင်မှ အဖေတီလို့ဆိုပြီးပြန်သွားတော့ရုပ်နဲ့အတန်နဲ့မကတ်ခဲ့ရအောင်။အော်အတန်ပဲနှွင့်ရအောင်။အတန်ကိုပဲအဲ့ဒီတခြင်းကအလကားဖြစ်သွားတော့တာပေါ့။တောင်သူပြူတဲ့။ဘာမှလက်မှာစံရဥမှုစုတီးပြီးတယ်။အဲ့ဒါ95လောက်ကထင်တယ်။